အရှင်ဖရာအလောင်းအစကြောင့်ဘဝတွေအများကြီးပြက်ခဲ့ကြပါပြီအခုခေစားနေတဲ့ခင်းကြောင့်ပျက်စီးခဲ့တဲ့ဘဝတွေများလာပါပြီဖရာလောင်းကစားရဲ့ဆိုးကျိုးတွေကိုလည်းဟောကြားပြီးတော့မူပါဖရာဆိုပြီးတော့စင်လေဆိုတဲ့အကောင့်ပန်ရှင်ကအရက်ကြီးတရတကြဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလေးရေးပို့ထားတယ် ိန်းကြောင့်ပျက်စီးခဲ့ရတာတော့မဟုတ်ပါဘူးဂိန်းအပေါ်စွဲနေတဲ့တဏှာကြောင့်လို့ပြောရမှာပါပဲဂိန်းတွေရှိနေပေမဲ့လေအဲ့ဒီဂိန်းကိုစိတ်မဝင်စားတဲ့ဂိန်းကိုမစွဲတဲ့သူတွေဟာဂိန်းကြောင့်မပျက်စီးဘူးမဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတဏှာကိုဖြတ်နိုင်ဖို့ပြောတာပါပဲတို့လူတွေကလည်းပဲတဏှာဆိုရင်ဟိုဟာကိုပဲမြင်နေကြတော့ တဏှာကိုမပယ်နိုင်မဖြတ်နိုင်ကြပြီးဆင်းရဲကြရတာပေါ့ဂိမ်းဆွဲတော့ဂိမ်းတဏှာဘိမ်းဆွဲတော့ဘိမ်းတဏှာသားဆွဲတော့သားတဏှာမယားဆွဲတော့မယားတဏှာတရားဆွဲတော့တရားတဏှာတဏှာဆိုရင်ဘဲတဏှာမှမကောင်းတာဘူးဖယားကပယ်ကြဖို့ခဏခဏမိငယ်တယ်ချဲကြောင့်ဘဝပြည့်သူတွေဖဲကြောင့်ဘဝပြည့်သူတွေ ခင်းကြောင်ဘဝမှာပြက်သွားသူတွေအများကြီးကြားရတယ်။အဲ့ဒီအလောင်းစားတွေကြောင့်ဘဝပြက်သွားတဲ့သူတွေကိုလက်ပံပင် အောက်ကမြေခွေးအိုးဆိုတဲ့ပုံမြင်လေးနဲ့ပြောခဲ့ဘူးပါဘီ။ခုလည်းပဲဂျိုးကြအိုးဆိုတဲ့ပုံမြင်လေးနဲ့ပဲပြောကြည့်မယ်။ဟိုးတုန်းကဂျိုးကြလေးတကောင်ဟာဟိုရေအိုင်ဒီရေအိုင်လှဲ့လဲပြီးတော့ငါးတွေကို ရှာဖွေစားတော့လို့နေခဲ့တယ်။ဒီနေ့မှာတော့တော်တဲ့ကရေအန်ကြီးတစ်ခုကိုတွေ့တဲ့အခါဒီရေအန်ကြီးမှာတော့ငါးတွေအစာတွေပေါ်မှာပဲလို့ထင်မြင်ပြီးတော့ရေအန်ကြီးနားမှာနေလာခဲ့တယ်။ဒါပေမဲ့ဒီရေအန်ကြီးမှာတော့သူ့ထင်သလိုငါးတွေပစွန်နေရှိမနေခဲ့ပါဘူး။တလေတကောင်တောင် အနေအပါပဲရှိခဲ့တယ် အဲ့ဒီတလီတကောင်ကိုပဲမဝတဝမသေးယုံစားပြီးတော့ဒီရေကန်ကြီးဟာအကြီးကြီးပဲဒီအထက်မှာငားတွေအစာတွေရှိမှပါဆိုပြီးဘဲမကိုမသွားတော့ပဲဒီရေအိုင်ဘေးမှာပဲနေလာခဲ့တယ်တဏီကုံရေကန်ကိုပတ်ပတ်လဲလှဲ့ရှားပြီးတော့တဏီကုံလို့မှတကောင်းတောင်တွေ့ခြင်းမှတွေ့တာဒါပေမဲ့လည်းသူ့စိတ်ထဲမှာတော့မပေါ်လာကြသေးလို့ပါ ဒီရေကန်ကြီးထဲမှာငါအစာတွေရှိကိုရှိမှာပါဆိုပြီးတော့ဒီကန်ကြီးနားမှာပဲတဝဲလေလေနဲ့ပေါ့တနေ့လာလဲလှဲ့ပတ်အစာရှာလိုက်အစာမရပြန်ရင်လဲနောက်နေ့တော့ရမှာပါလို့မျှော်လင့်ချက်လေးနဲ့နေလိုက်နောက်နေ့လဲလှဲ့ပတ်အစာရှာလိုက်မရပြန်လဲနောက်နေ့တော့ရရမှာပေါ့ဆိုပြီးတော့နေလိုက်နဲ့ဒီလိုနဲ့ဂျိုးချာလေးဟာလဲတဖြည်းဖြည်းနဲ့အိုမင်းလာလို့ ဂျိုးဂျာအိုကြီးဘဝတောင်ရောက်လာခဲ့တယ်။တဖြည်းဖြည်းရေတွေခန့်လာလို့ငားတွေအစာတွေလည်းမတွေ့ရမစားရနိုင်မှုအားအင်တွေလည်းမရှိနဲ့။တခြားကိုပြန်တမ်းပြီးထတ်ရှာဖို့ဆိုတာကလည်းအိုမင်းနာကတကြောင်ပြန်စားမရှိတော့တာကတကြောင်ဘယ်နာမှာပါရှိတယ်ဆိုတာမသိတော့တာကတချောင်းချောင်းဘယ်မှမပြန်တန်းနိုင်တော့ပဲဒီရေကန်နာမှာပဲငားတွေအစာတွေကို ျော်လင့်ရင်းနဲ့နေလာခဲ့တာ နောက်ဆုံးတော့စင်စင်ငင်းငင်းနဲ့တည်ဆုံးခဲ့ကြရတယ်အလောင်းစားသမားတွေလည်းဒီတိုင်းပါပဲအစကတော့ကို့အလုတ်ကလေးနဲ့ကိုရှာရင်ဖွေရင်နဲ့ဘဝမှာကြိုးစားရုန်းကန်ရင်အရှင်ပြေးနေခဲ့တာပဲအဲ့ဒီအလောင်းစားဆိုတဲ့ရေကန်နားလေရောက်ရော့ဒီအလောင်းစားဟာငါအတွက်မလုတ်ဖဲနဲ့အချောင်ရမှာပဲ ဒီအလောင်းစားကငွေတွေရလဲတယ်ငါအတွက်တော့ချမ်းသာနိုင်တယ်ဆိုတဲ့အမြင်နဲ့ဒီအလောင်းစားဆိုတာကြီးကိုလုတ်တော်တာပဲရေကန်ထဲမှာငါးတွေအစာတွေအများကြီးရှိမယ်လို့ထင်ပြီးတော့ဘယ်မှမသွားတော့ပဲနေနေတဲ့ဂျိုးရာအိုကြီးလိုပေါ့စားလေအလောင်းစားစိတ်အလုတ်လုတ်လဲဒီအလောင်းအစားစိတ်အဲ့လေဒီအလောင်းအစားစိတ်နဲ့ဒီအလောင်းအစားထဲမှာပဲစိတ်ကရောက်နေတော့ ဘာမှလည်းမလုပ်ချင်းမကန်ရင်နဲ့ဖြစ်လာခဲ့တယ်။အလောင်းအစားကြောင့်လဲစူဆောင်းထားတဲ့ငွေတွေကုန်းကုန်လာလို့စိတ်အားလူအားတွေလည်းကုန်းလာခဲ့တာပေါ့။အစာမစားရလို့အာရင်ကုန်းလာပြီးတော့အိုမင်းလာနေတဲ့ဂျိုးကြာအိုကြီးလိုပါပဲ။တနေ့လာလဲဒီရေကန်ပေးမှ အစာရမလား။900မလားနဲ့လှည့်ပတ်ရှားနေပြီမဲ့။အစာမရတဲ့အခါမှလဲနောက်နေတော့ဒီငါးတွေ ဒီအစာတွေထွက်လာမှာပါဆိုပြီးတော့စောင့်မျောနေသလိုတို့အလောင်းအစာသမားတွေကလည်းပဲဒီနေ့ငားမရသေးလဲနောက်နေ့တော့အသေးချာပါတခါနောက်နေ့ရောက်လို့မရသေးလဲဒီနေ့လဲလွဲသွားပြီမဲ့နောက်နေ့တော့အသေးချာပါနဲ့ဒီလိုနဲ့နေ့စဉ်နေ့စဉ်ဂျိုးကြအိုကြီးမျော်လင့်သလို မျောနေကြတယ်ဒီထဲမှာပဲစိတ်တွေကလည်းရှိနေတော့ဘာမှလည်းမလုပ်ချင်တော့ ဘာမှလည်းမလိလာမစင်စားတော့ဘာမှလည်းငွေရပေါက်အစင်ပြေပေါက်ဆိုတာတွေမသိတော့ဘူးဘယ်မှမရောက်တော့တဲ့ဂျိုးကြာဦးကြီးဘယ်မှမပြန်နိုင်မတန်းနိုင်တဲ့ဒီကန်ကြီးပြီးမှိုင်တွေးနေရတယ်လို့အလောင်းအစားသမားတွေလည်းနောက်ဆုံးအလုတ်ပြက်အကန်ပြက်မလုံနိုင်မကိုင်းနိုင် မစင်စားနိုင် မတွေးတော့နိုင်တော့ပဲဘဝကိုမှိုင်ပြီးတော့လက်ကြံလေးကို တနေ့ယာနို့တနေ့ယာနို့နဲ့တကြတပြားကစားညှစ်ထုတ်ပြီးလောင်းကစားလုံနေကြတယ်။အာအင် မရှိတော့တဲ့ဂျိုးကြအိုဟာ ရေကန်ဘေးမှာတခါယာနို့တခါယာနို့နဲ့မျောကိုပြီးအစာစောင့်မျောနေသလိုနောက်ဆုံးတော့လေဂျိုးကြအိုဟာအစာမရတော့အားပြတ်တည်ဆုံးရသလိုအလောင်းစားသမားတွေဟာလည်းအလုတ်ပြက်စီးပွားပြက်ဘဝပြက်နဲ့နောက်ဆုံးဘဝတည်ဆုံးကြရတာပါပဲ။ အာစရိတဝါမြမစရိယံကောင်းတဲ့အလုပ်တွေမလုပ်ကြပဲမကောင်းတဲ့အလောင်းအစားတွေလုပ်ကြလို့လုပ်ခဲ့ကြလို့လုပ်နေကြလို့အလတာရွပနေတဏအလုံးမလုံနိုင်တော့ငွေတွေလည်းမရတော့ရထားတဲ့ငွေတွေလည်းမစုဆောင်မိကြတော့စေနာကွန်ဇာဝဇာယန်တိခိနာမေဇေဝပန်လလီငါးတွေမရှိတဲ့ရေအိမ်ဘေးကဂျိုးကြအိုကြီးတေပွဲဝင်ကြရတယ်လို့ သွေပွဲဝင်ကြရလိမ့်မယ်ဆိုတဲ့ဗုဒ္ဓစကားလေးကြားရောင်မျက်စီထဲမှာမြင်ရောက်နေမိတယ်လို့ပြောကြရင်ဏီကုံချုပ်ချင်တယ်လက်ပံမွန်ဆိုတဲ့ပုံမြင်လေးကိုလည်းရှားပြီးနားထောင်ကြပါလို့တိုက်တွန်းချင်ပါတယ်အာလုံးအာလုံးဟိုကံဒီကံတဘာဝအတိုင်းလှဲ့လေရှားပြန်ပြီးတော့အစာရှာလို့ဘဝကိုမှန်မှန်ကန်ကန်ဖြတ်သန်းနိုင်ကြပါစေလို့ဆန္ဒပြုရင်းဏီကုံချုပ်လိုက်ပါတယ်